မောင်တော်မှာဖမ်းမိတဲ့သူရင်ထွန်းလားသူဆိုရင်တကယ့်ကိုသူ့ရဲ့တပည့်တွေကိုရရဆက်ဆက်နဲ့အမိတ်ပေးပြီးမှမင့်သားမလို့ရင်တေတံကြမယ်ငါကိုယ်တိုင်တတ်မယ်ဆိုပြီးမှအာခိုင်းစေတဲ့လူထဲမှာပါတယ်သူကအခုချိန်ထိအတန်းရှင်ရရှိသေးတယ်ပေါ့အဲရှိပါတယ်ရှိပါတယ်ဒါပေမဲ့သူကကြမ်းပါရေးမကောင်းဘူးပဲအဲသူကဖမ်းမိတဲ့အချိန်မှာအရင်ကြောက်စိတ်တွေဝင်ပြီးမှစီးချိုတွေတအားတက်လာတယ်ကျွန်တော်တို့ကသူ့တေမေတော့ထင်တာ အားလုံးပဲမင်္ဂလာပါကျွန်တော်ကရေးပေါ်ရုပ်ထီမှာဒီနေ့က2025စတမ်ဘာလ28ရက်နေ့မနက်ခင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြေကတော့ပထမဆုံးတင်ဆက်ပေးခြင်းတဲ့ဒရင်ကရုရှားရောက်မင်းအောင်နိုင်ကနျူကလ িয়ার ဓာတ်ပေါင်းဖို့တင်ဆက်လို့ဒီအပြင်အာဂါသစိုးစန်းလက်လာရေးအတွက်ကျူတုလွတ်တင်လို့ပြပါလို့ပြရပါတယ်ဒီနျူကလ িয়ার အသေးစားဓာတ်ပေါင်းဖို့တိဆော့ရန်အတွက်ကအနည်းဆုံးဒေါ်လာ တန်းရာချီမှတပီလျံခွေးကောင်ကြပြီးတော့လာစင်ထင်းထင်းလေးပတ်ခါကိုလေးပတ်ခါကိုနော်ဒေါ်လာ2သန်းအထက်ကျန်ရှိနေပါလိမ့်လို့ကြည်ရပါဒီလိုမျိုးကွန်ချက်စရိတ်များတာကိုအခုချိန်မှာသူ့အတွက်ဟာကျွန်တော်တက်ပြီးမှမွေးနေတဲ့ချိန်မှာဒီလိုမျိုးကိုဟာသူ့ရဲ့စိတ်ကထက်တန်နေတဲ့အကြောင်းလေးကိုနော်ဖော်ပြရဖြစ်ပါတယ်မတင်မရတော့ဖော်ပြနေတာဖြစ်ပါတယ်သူကဘာမှလုံးနိုင်တာမဟုတ်ဘဲနဲ့ထက်ပြီးတော့သူ့ရဲ့စိတ်ထိတ်မှရှိတဲ့ဟာကိုပြဲမရဝေကိုပြင်ပြီးတော့ ပြောနေတာဖြစ်ပါတယ်ဘုရားဒါကတော့တခုအဲ့နောက်မှာအနာရှင်ဟောတန်းဆွေဥဆောင်ရေးဆွေးခဲ့တော့2008ဖွစီပေါ့အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့အာနေအာနေချက်ပေါ့နော်အာနေချက်နဲ့အာသာချက်များပြင်ဆင်တဲ့အချက်များအပါဝန်အသေးစိတ်လက်လာသုံးသပ်ရေးအဖွဲ့တခုကိုမင်းအွန်လန်ကဖွစီပြီးစာတမ်းများတင်ပြခန်းနေကြောင်းနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်ရာကအခြေ အခြေခံအခြေခံဥပဒေပါစစ်တည်းအခွင့်အခန့်ကဏ္ဍကိုတော့တူမင်းလာနံဖွေရှိတယ်ဟုဆိုပါလေတော့သတင်းတွေအာခေတ်တီမီဒီယာသတင်းဌာနမှာပို့ပြတာဖြစ်ပါတယ်ဆိုတော့ဒီဟာကစစ်တပ်အတွက်အခုချိန်မှာဆိုလို့ရှိရင်တော့အခြေခံဥပဒေပါစစ်တရဲ့စစ်တည်းဘုနော်အခန်းကဏ္ဍတူမင်းလာနံဖွေရှိတဲ့အကြောင်းတွေဖြစ်ပါတယ်ဆိုတော့အခုချိန်မှာစစ်တပ်ကဒေါ်လေးကိုအာဒီရှင်ဖို့အတွက်လော့ချင်နေဆိုတာကသူတို့အတွက်ဘယ်လိုတွေလော့မလဲဆိုတာကိုဘုနော်သူစဉ်းစားနေတာဖြစ်ပါတယ်မြောင်းလိုက်ကဘုနော် ဆိုတော့အခုချိန်မှာအသေးစိတ်သူတို့လည်းမသိသေးဘူးထင်ပါတယ်ဆိုတော့ဒါကတော့တခုအဲ့နောက်မှာနောက်တစ်ခုသတင်းကတော့ကချင်ပြည်နယ်ကသတင်းတွေကိုစစ်ရေးသတင်းတွေနဲ့ပြင်ဆင်ပြတော့မယ်ဒါကတော့ကချင်ပြည်နယ်ဝမ်းမို့မြော့နယ်လမြန်ကြီးရော်တော့သူစစ်စင်လာတော့စစ်တပ်စစ်ကြောမှာခမရ338တရီမူလူလူတိယဘူဘူကြီးမှာတဲ့ပွဲအတွက်မှာရရှိသောဒရာညာပြန်တေဆောင်သွားကြောင်း KAIC သတင်းရင်းမြစ်ကပြောဆိုပါတယ်ဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာဖော်ပြတာတွေ့ရပါတယ် ူကတော့အာဒီတက်ပွေးမှာရရှိတဲ့ဒရန်တို့ကြောင့်ပေဆုံးဖြစ်ပါတယ်တဲ့ဆိုတော့ဒီကဝမ်မို့လမြန်ရွာတက်ပွေးမှာပေါ့နော်တနန်းမြော့နယ်အခြေဆက်ခမရ338မှာတရင်မူပြင်းထန်တန်ရပါရရှိပါတော့ပေါ့နော်ဆိုတော့အဲ့ဒီအမင်းကျနာကိုကားနဲ့ဒေသွားရင်းမှာလမ်းမှာပဲပေဆုံးသွားပါတယ်ဆိုပြီးတော့ GNAC ရဲ့တရင်ချင်းမင်းကပြောဆိုထားဖြစ်ပါတယ်ဒါကတော့တရင်ကောင်းတစ်ခုလို့ပြောရမှာဖြစ်ပါတယ်တရင်မူဆိုတာကတော့ရရှိကတော့နေတာတော့မဟုတ်ဘူးเนาะဒါကတော့တခု အဲ့ဒီတော့မှနောက်တစ်ခုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒီဘမ်းမမြောက်မှာဘမ်းမဝန်တော့ဘမ်းမမြောက်အနေတက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့နေမရှင်လေးရဲ့လော့ဆောင်စင်မှာစစ်သားအလုံးများပြီးရင်လက်နက်ခရဲများနဲ့အတူ SNA အခွင့်အဝန်းနှုတ်ကိုရှင်ဖမ်းမိခဲ့ပါလို့သိရပါအရှင်ဖမ်းမိခဲ့တာပေါ့နော်ဒါကတော့ဒီစကန်တန်းကဘမ်းမမြောက်ကိုကျွန်တော်တို့လိုင်းတဖိုရီကတင်းပတ်ခဲ့ပြီးအဲ့ဒီအနေနဲ့မှာပြင်ပြီးတော့ဆုတ်ခွာပြီးတော့ခုခံဆက်နေတယ်ပေါ့နော်ဗန်ဆက်နေနဲ့ပြင်ပြီးတော့ပြင်ထားတဲ့ စစ်တပ်နဲ့ SNA အဖွဲ့လိုဘုံကျောင်းတော်လက်ဖို့လက်ပြီးဆင်းနေနေတာဖြစ်ပါပြီးဆင်းနေနေတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့တွေတည်ဆောင်းနေတဲ့သူတွေနဲ့ဒီအချိန်ဖမ်းမိသူတွေဘုံတော့ရှိနေတယ်လို့သတင်းမျိုးကြားသိရပါဒါကတော့24ရက်နေ့ကဒီရက်ဝင်ကဘုံတော့နေမရှင်လေးရဲ့လော့ဆောင်တော့စစ်ခွေအလွန်တောင်းတော့နေတဲ့လက်နဲ့ငားလဲဒေစီရရှိခဲ့တဲ့စခွေစစ်ကြောင်းကလည်းအာတာဝတန်ဂုံနာတိဒူးလာလို့တဲပွဲလဲစစ်ဖြစ်နေတယ်တဲပွဲအတွမ်းမှာထိခက်တဲ့ရရှိတဲ့ SNA အဖွဲ့ဝင်လို့အကောင်ကိုလေအရှင်ဖမ်းမိခဲ့တယ်လို့သိရပါဆိုပြီးတော့ဖြတ်တိမီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်ဒီဟာကတော့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ပူးပေါင်းနေတဲ့ SNA တပ်ဖွဲ့တွေကတော့အာဒီနိုဒိုဥပဒေနဲ့အညီပေါ့နော်ရရှိထားတဲ့အကြောင်းတွေဖြစ်ပါတယ်ဒါကတော့တိုင်းထူအနေနဲ့အစီအသင်းတွေကိုတင်ဆက်ပြတာဖြစ်ပါတယ်အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့ပဲခူးတန်းတရားဝတီညွန့်နေတဲ့စင်ကိုစာဖြန့်စစ်ကိုစာဖြန့်စစ်မှုထံတသားတိဆူဆောင်းနိုင်ခြင်းမရှိတော့တော့ကြောင့် နေအင်းများအထဲပါအထဲချိပါလူငယ်များကိုဝမ်းရော့ပေါ်တာဆွေးဖန်းစီရန်စစ်တပ်ကမီဆိုထီးများနဲ့ရက်ွက်ဂျေးရွာအချုပ်ရဲအဖွဲ့များကိုညိုကြားလာကြောင်းဒိုင်ဝတီမြို့အခြေဆက်တဲ့ဒေတာတရီရင်းမိကပြောဆိုပါဆိုပြီးတော့ခက်တီမီဒီယာတိုင်းဌာနမှာဖော်ပြတာတွေ့ရပါတယ်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင်တော့စစ်ကောင်စီကသူတို့အတွက်ဒေခံပေးမဲ့ အာစစ်သားတိတွေကိုမရမကကိုဆွဆွေးအာဆွေးခန့်တာဖြစ်ပါတယ်ဘူးဆိုလို့ရှိရင်တော့သူတို့တွေက imported တိကိုဟိုတည်းအရင်တော့ကလည်းကျွန်တော်တို့ပြောပါတယ် imported တိကိုအာဆွေးနေရပြီးဆိုတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်တော့တကယ်ညိုကြလာတဲ့အာသတင်းအကြောင်းသတင်းရှင်းပြတွေကလည်းသိရှိရတဲ့အကြောင်းတွေဖြစ်ပါတယ်ဒါကတော့သူတို့တကယ်လောက်နေပါပြီဆိုတာကိုသူတို့ညိုကြထားတာဖြစ်ပါတယ်အဲ့ဒီတော့ကတော့အရင်တော့ကတော့ညိုကြထားတာမရှိဘူးဒါမဲ့လည်းသူတို့ကိုတန်းကောက်နော် imported တိတက်ပြီးတော့လောက်နေကြဖြစ်ပါတယ် ဆိုတရားကအုတ်ကြီးနဲ့ရာအိမ်မှုတွေကအခုနော်ပန်းစစ်မှုထမ်းဆွဆောင်တာတွေကအပြင်ထွက်လာတဲ့လူငယ်တွေကိုပဲမဟုတ်တော့ဘဲနဲ့ဒီနေအင်းထဲထိပ်ပါဝမ်ဖန်းတဲ့အခြေအနေဖြစ်နေပါပြီတဲ့အဲ့ထဲမှာအစိုးဆောင်ကအိုလပန်အိုလပန်ခွန်ဂျေးဝအုတ်အုတ်စုကနော်အုတ်ချော်ရေမူတင်စုကအစိုးဆောင်ပဲတဲ့နေအင်းထဲနေအင်းထဲပါဝမ်ယုံရက်နိုင်ပြီးတော့ဖန်းခန်းတာ သူကလက်နဲ့ကံရီစောတိပင်ပါရှိတော့ဒါယဝတီညော့နယ်ထဲမှာလူပအဝဆောင်အုတ်ချွေရေမူပဲစစ်မှုအုတ်ချွေမူလူပအဝဆောင်အုတ်ချွေမူပဲစစ်မှုထန်းကျဲအာသူကလည်းမနော်စစ်မှုထန်းကျဲလေကော့တလိုကော့တလိုအင်ထဲထိလေဗိုတာဝန်ဆွေးပါလေတဲ့တန်းချင်းတဲ့နေရာတန်းလမ်းပေါ်လေတင်းချင်းတလောက်တင်းမင်းတို့ပထွေး PDF တွေကိုတန်းအာတွေကိုလည်းတန်းလေခရုတ်မဆိုင်ဘူးလို့ ကျွေးကြုံနေတာဟုဒေတာပြည်သူများကပြောဆိုပါတယ်ဒါကတော့ခက်တဲ့မီဒီယာဆိုင်ဌာနမှာခေါ်ပြတာဖြစ်ပါတယ်ဒီလိုမျိုးကိုအာချောင်ပြီးတော့ခင်ရားနေတဲ့ကောင်တွေကိုမကြချင်းလက်တော့မှာဆိုတော့ဒါကကျွန်တော်တူလိုက်တဲ့ဖို့တွေကိုဒီလိုမျိုးကိုအစင်ခုံတဲ့သူတွေကတော့မကြဘူးเนาะလက်တာမြန်တယ်လက်တာမြန်တယ်ဆိုတော့ဒါကတော့အချို့ရေးမှုတဲ့အကြောင်းတွေပေါ့เนาะဆိုတော့အခုလိုမျိုးလူတွေဖြစ်ပြခဲ့တဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပြတာဖြစ်ပါတယ်အဲ့တော့မှာ ။ဒါဒီနေ့မနေ့ကပေါ့နော်မနေ့ကစတန်ဘလာ98နဲ့ပါအာဗီဒီယိုဖန်ကဒီတရားဝတီတရင်ဌာနပေါ့နော်ဆိုတော့ဒီအပန်းစာလေးကိုဒီမြင်းမြန်ထားတဲ့ရခတ်တော်ရဲ့ဦးစိုးစိချုပ်ပေါ့နော်အာဗုဇ္ဇတမင်းနိုင်ကိုအတော်ဒီကမြင်းမြန်ထားတဲ့ဗီဒီယိုဖန်တစ်ခုတွေ့လာပါတယ်။ဒီထဲမှာဆိုရှင်လူတွေမေးလဲဆိုရှင်တော့အခါတော့အဘူးသူထမင်းနိုင်ကိုလူမေးလဲဆိုရှင်တော့ဒီကျွန်တော်မြန်မာနိုင်ငံကတော့ဖုန်းဆောင်ဖြစ်ပြီးသူတွေကရွေးချယ်မယ် ။ဟာဆိုလို့ရှိရင်ဘယ်လိုလဲလော့ဘုတ်စစားထားလဲဘယ်လိုလော့မလဲဆိုတော့ဒီမေးခွန်းကိုဘယ်လိုဖြေထားလဲဆိုတာကိုကျွန်တော်လည်းဘူးနားထောင်ကြည့်အောင်အရင်ဆုံးနောက်မှာဒီအခါတော်အေကရခိုင်ပြည်နယ်မှာစစ်တောင်းပတ်အနေနဲ့ဖမ်းမိထားတဲ့သူတွေကိုဘယ်လိုလဲငါထင်းသေးထားတဲ့အဲ့ဒီထဲမှာအရေးကြီးတဲ့သူတွေကိုလည်းဘယ်လိုလဲရှေ့အဲ့အချိန်လေးရှိလေပြီးရင်သူရင်ထန်းကဘယ်လောက်ထိရုတ်မာတဲ့ကောင်ဖြစ်လေဖြစ်တဲ့အကြောင်းပေါ့နော်ရုတ်မာတဲ့ပြည်သူတွေပေါ်ရော သူရဲ့စစ်သားစစ်သားတွေရဲ့အကူမှာရောယူမာတဲ့ကောင်ဖြစ်တဲ့အကြောင်းကိုကိုဂူတန်အာခတ်တို့ရဲ့ပြောအာခတ်တို့ရဲ့ဒီချွတ်ထမင်းနိုင်ကြီးပြောဆိုချက်ကိုကျွန်တော်တို့ဒီချက်တော့ကြီးကြီးအောင်ပါဒါတော့၅မိနစ်လက်စာလိုပဲရှိပါတယ်နော်ကဲကဲမနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘို့ချုပ်ထွန်းမြတ်နိုင်ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြားတည်င်း community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပြတာပါဟုတ်ကဲ့ ကျွန်တော်ရဲ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါဒါအရာခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ယာစုနစ်နဲ့ချီပြီးမှအခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့ အဖြစ်ဖြစ်တဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွေ့ရင်းနဲ့အာကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှအိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါမှမဟုတ်ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဗားတယ်လုတ်ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ် ကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ် Yes ဆိုတာတော့မြစ်ထွန်းမင်းနဲ့နေတီးတဲ့အင်တာဗျူးเนาะအစီအစဉ်ဖြစ်ပါလေဆိုတော့ဒီကတော့ပြည့်စုံလို့ရှိလို့ဒီနေ့နဲ့၈နာရီ9နာရီလာမကြည့်ဘူးအဲ့ဒီလောက်မှာအာသူတို့တွေကတင်ပြမယ်ထင်ပါတယ်ဆိုတော့ဒီချိန်မှာပြောထားတာကတော့မနေ့ အာကိုရိုနာရီတော့เนาะကိုရိုနာရီ30ချိန်ပါဘောเนาะဆိုတော့တင်ပေးမယ်လို့သူတို့တွေကပြောပြတာဖြစ်ပါတယ်ပြည်ဆောင်ကိုနှထောင်ချင်းဆိုရှင်တော့အာဒီမိနစ်မှာတော့ပြီးတော့နှထောင်ရအောင်ဆိုတော့ဒီနောက်မှာအာခတိုအေကဖဲမိတ်ထားတဲ့စစ်တောင်းဖက်တွေနဲ့ကြောင်းတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုထားတဲ့ရွတ်တန်ဖို့ကျွန်တော်တို့ဒီတစ်ချက်တော့နှထောင်ကြည့်အောင်ပါအဲ့ဒါတော့ဒီသတင်းဌာနကလီဒါဖြစ်တဲ့ကိုရုံရုံမြင့်မြတ်ထားတာက ရခိုင်မှာတော့မြန်မာစစ်တပ်ကအတန်တော်မထွက်ဘူးဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့အယုံဆောင်မိတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာလည်းဆက်ပြီးတော့ဗောနော်။အာဖမ်းမိထားတဲ့စစ်တောင်းပတ်လို့လည်းအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောသွားဖြစ်ပါတယ်။နောက်ဖောက်ကြည့်အောင်ပါ။ဒါပေမဲ့ရခိုင်မှာတော့မြန်မာစစ်တပ်ကအတန်တော်မထွက်ဘူးဖြစ်နေတယ်။အဲ့ဒီအကြောင်းကိုလည်းရှင်းပါအောင်ပို့ပြီးတော့ elaborate လုပ်ပေးပါအောင်။ဘာလို့သူအတန်မထွက်တာလဲ။အင်းအာသူအဲ့လိုမျိုးအတန်ထွက်လောက်အောင်အနေထားမရှိလို့ဗောဗျာ။ ဆိုတော့အဖြစ်လို့အခုတိုက်ပွဲတွေကတကယ်တွေးထွက်တယ်ယူများပါလေစစ်ပွဲဆိုတော့ကျွန်တော်တို့လည်းပါဝါရင်းကြလည်းမဟုတ်ပါဘူးကျွန်တော်တို့ဘက်ကလည်းနာတာရှိတာပဲဒါမဲ့ तू ကပုံနာတာပေါ့ तू ကပုံနာတာပေါ့အာကျွန်တော်တို့ကလည်းတချို့ကိစ္စတွေကိုတင်းထုတ်ပြန်နေဆိုရင်အိန္ဒိယရရဟိုဓာတ်ပုံလေးနဲ့အောင်ပွဲနဲ့ထုတ်ပေးတယ်သူတို့တည်တာကိုလည်းကျွန်တော်တစ်ဖက်ကပြောရင်ဗျာရန်သူတည်တော့နိုင်တယ်လို့ပြောလို့ရတယ် သို့တော့အမှန်တကယ်စဉ်းစားကြည့်ရင်ပြည်တွင်းစစ်ပြအဲ့ဒါကသူပြည်ထလက်ကျွန်တော်တို့နိုင်ငံသားတွေပြည်နေတာပဲသူတို့အဲ့လောက်ထိတာဓုခေါ်ပြီးမှဟိုပြောမဆုံးဖြစ်တဲ့ဟာထက်ငါတို့တိုက်နေတဲ့တိုက်ပွဲကတကယ်ပြောမယ်ဆိုရင်ဒီတိုက်ပွဲကြီးကနောက်ထပ်ဘယ်နှစ်နှစ်ဖြစ်မလဲလူဘလောက်တည်သွားမလဲဆိုနိုင်ငံမှာလူဘလောက်ကြံခဲ့မလဲပေါ့နိုင်ငံပြန်တည်ဆောက်ရေးတွေဒါဘယ်လိုဘယ်လိုလုပ်မလဲဆိုတော့စဉ်းစားချက်တွေကိုဒါတကယ်လုပ်လို့ရမယ့်လုပ်တော့အဲ့ဒါက ကျွန်တော်တို့ကနိုင်အောင်တိုက်ရမယ်ဆိုတာကတော့တပိုင်းပဲသူပုံတွေတချို့မထုတ်ပေးထားတာလည်းရှိတယ်သူတို့ကကျွန်တော်တို့ကိုဒါမျိုးဟိုသူ့ရဲ့စိတ်ဓာတ်စစ်စင်ရဲ့အတွက်သူကထုတ်လာခင်ကျွန်တော်တို့ထုတ်လိုက်ရင်သူတော့ပိုအဆက်ွယ်အောင်မယ်ဒါလည်းအရင်လည်းဖြစ်ခုပါတယ်အဲသဘောကဘုံတော့ဒါတစ်ချက်နောက်တစ်ခုကအာကျွန်တော်ရိုးရဲ့အနေဟိုပါပေါ့သူ့ရဲ့ပါဝါအထိုင်ပေါ့နော်စစ်စစ်တပ်ပေါ့ တိုက်ပုံတိုက်လေးရှိမယ်နေပြူကအပိုင်းနေတယ်ပြီးမှအာဒီဒီအခြေခံတွေပေါ်မူတည်ပြီးမှသူတိတ်ပြီးမှအခြေအနေမပေးသေးတာပေါ့ဟာသူကတော့အနိုင်ပြကျင်တာမှာအခုတည်းမပြနိုင်သေးဘူးဆိုတော့အဲ့ဒီခိုင်ဆင်းမြတ်တာပါပဲလုပ်ငန်းနဲ့နှစ်နှစ်အတွင်းမှာဖန်းစီမိခဲ့တဲ့စစ်တုံးမှန်တွေအများပြရှိပါတယ်မိသားစုဝင်တွေလည်းရှိတယ်အဲ့ဒီမှာတက်မမှုတွေဗျူဟာမှုတွေပိုချုပ်အဆင့်ရှိတဲ့သူတွေလည်းပါဝင်တာရှိပါတယ်အဲ့ဒီ prisoner war ပေါ့နော် ထားတဲ့ကိစ္စတွေသူတို့တွေစိတ်တဲ့အခြေအနေတွေသူတို့ရဲ့အနေထားနဲ့ပတ်သက်ပြီးတော့ဘုကျုပ်ဘာတွေလေ့လာထားတာရှိလဲဘာတွေသိထားတာရှိလဲဟာအဲ့ဒါတော့တိတ်ပြီးမှကြီးကြီးမားမားပြောစရာတော့မရှိပါဘူးသူတို့ကကျွန်တော်တို့ကကြက်မာရေးစောင့်ရှောက်မှုပေးထားတယ်အဲအပြီးမှအာတတ်နိုင်သမျှကကျွန်တော်တို့မှရှိတဲ့ဟာနဲ့ပဲလုံချောင်းထားထားတယ် ဒီဖန်စီထားတဲ့ဒီစစ်သုံးပန်းတွေလက်နဲ့ချတယ်ဆိုတာလေသူကမလွဲတာလို့အတက်မသေးအောင်လက်မြောက်တဲ့သဘောပါပဲအဲတချို့ကြတော့တကယ်ဟိုပါဗောဒီစကားမတွေရဲ့စိတ်ဓာတ်နဲ့လုံရက်တွေပြည်သူတွေတက်ဖြတ်တာတွေမလိုလားလို့အာဒါကျွန်တော်တို့ ਨੇ ပူပေါင်းတော့တာဒါမှမဟုတ်ပြည်သူစီကိုပူပေါင်းဖို့အတွက်ကျွန်တော်တို့တင်ပြပြီးမှကျွန်တော်တို့ပြည်သူရဲ့တော်လှန်ရေးဖက်ကိုလှက်ပေးလိုက်တာတွေရှိပါတယ်အဲတချို့ကြပြန်တော့လည်း ဒါကြည်ဆန်းကုံတော့လို့ထမင်းငယ်လို့လုံးဝမလှုပ်နိုင်လို့အဲ့ဒီလူတွေကြတော့လေကျွန်တော်တို့လုံခြုံရေးရတော်တော်လေးတတိထားပြီးကြင်တွေရတဲ့သဘောရှိတယ်။တချို့ဘူချုပ်တွေဆိုရင်အများစုပါပဲဒီဖက်မှာကျွန်တော်တို့ဖန်ဆီးထားတဲ့ဘူချုပ်တွေဆိုရင်လုံးဝကသူကကြည်ဆန်းကုံတော့လို့သူကအဲ့ဒီအချိန်မှာ105မီလီမီတာဟောက်ဝေစာတွေကိုဘုံခွဲပြီးမှဒါမှမဟုတ်ရင်ကြံခဲ့တဲ့ကြက်ငွေတွေကိုအကုန်လုံးမီးရှို့ပြီးမှအဲ့ဒီပြာကြအောင်ချတော်တဲ့လူတွေပါပဲအဲဆိုတော့ အများစုပေါ့လေနော်အများစုနောက်ပြီးတော့အဲ့ဒီပိုချုပ်တွေကိုရန်ကိုကပဲဒီ civilian တွေရောအရက်သားပြည်သူတွေကို တတ်ဖို့အကြီးကျယ်ပုံကျဲဖို့အမိန်ပေးခဲ့တဲ့သူတွေမဟုတ်ဘူးလားပါတယ်ပါတယ်ဒီမောင်တော်မှာဖမ်းမိတဲ့တူရင်ထွန်းလားသူဆိုရင်တကယ်ကိုသူ့ရဲ့တပည့်တွေကိုရရဆက်ဆက်နဲ့အမိန့်ပေးပြီးမှမင့်တာမလုပ်ရင်တေတံကြမယ်ငါကိုယ်တိုင်တတ်မယ်ဆိုပြီးမှခိုင်းစေတဲ့လူထဲမှာပါတယ် ဒါမျိုးပုံကိုယ်တွေကြတော့ကျွန်တော်တို့ကဟိုဟိုကြားတွေကိုထိမ့်သိမ့်တယ်လို့မျိုးထိမ့်သိမ့်ရတာပေါ့ဗျာနော်အဲ့ဒီကြားချန်တဲ့အတွက်ကိုယ်ကိုက်မယ်လေသူတော့ကိုယ်လည်းအကိုက်မခံရအောင်တတိထားပြီးထိမ့်ရတာပေါ့သူကအခုချိန်တည်းအတန်းရှင်ရရှိသေးတယ်ပေါ့အဲရှိပါတယ်ရှိပါဒါပေမဲ့သူကကြမ်းပါရေးမကောင်းဘူးပဲအဲသူကထမ်းမိတဲ့အချိန်မှာအရင်ကြောက်စိတ်တွေဝင်ပြီးမှစီးချိုတွေတအားတက်လာတယ်ကျွန်တော်တို့ကသူ့တေမေတော့ထင်တာဒါကြောင့်ကျွန်တော်တို့သူ့ကိုတကယ် intensive medical care နဲ့ ဲကဲထားရတဲ့သဘောမျိုး तू ကြောက်စိတ်တဲ့တအားဝင်တယ်ဘာဖြစ်လို့ဆိုတော့ तू လှုပ်ထားတဲ့ဟာတွေကအရင်များတယ်ပေါင်းတော့မှဖမ်းကြည့်ရောကြည့်ရောဘယ်လောက်ထိကြောက်နေလဲကြည့်ရောသူရီထွက်သူရီထွက်ဟမ်ဆိုတော့အရင်ကိုပြီးအာဟိုလိုဖြစ်နေတဲ့သူအောင်တွေကဘယ်လောက်ထိကြောက်နေကြသူတို့ရဲ့ဖြစ်ရဲ့လုံးရက်တွေဆိုအရင်ကိုကြောက်နေကြတာနော်ကျတော့တိုင်ခက်လို့ကြောက်နေတာမဟုတ်ဘူးတိုင်ခက်မှာဆိုလို့ကြောက်နေတာမဟုတ်ဘူး သူတို့တွေဖြစ်မှန်လို့ပုံနေလို့နော်သူတို့ဒါကတော့ဒီနေ့မနေ့ကမှရရှိထားတဲ့ train တွေကိုတင်နေတော့ဒီ video မျိုးဝေးပြတာဖြစ်ပါတယ်ဒီနေ့ video ခံထားတော့ဒီလိုပါပဲကျွန်တော် video ကိုပို့နေတဲ့ချစ်ချူအားပေးနေကြကျွန်တော်ဒီနေ့အားလုံးကိုလည်းဝေးကြမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ thank you